တချင်းလေးတွေကတော့ဟိုလာဟိုအပီရသူရှိတယ်လို့အဲတချင်းမစုံနဲ့မင်းသမီးပဲလုံးဆိုပြီးတော့မှဟိုလာတချင်းဆိုတော့လုံးဝမကြိုက်တဲ့ပြိသက်လည်းတီးတန်းရှိပါတယ်ဒါပေမဲ့ဟိုဝေလာကျတော့ဇလန်းတွင်လာတဲ့ချိန် on air တက်တဲ့ချိန်ပြီးရင်ပြိသက်နဲ့ဝေးဝါတယ်လို့ခံစားရတယ်အဲ့တော့တချင်းလေးနဲ့ပြိသက်ကိုပြန်ပြီးတော့ပြိသက်နဲ့နီးဆက်အောင်လုပ်တဲ့သဘောပေါ့နော်ကြတော့ဟိုအမတရားလေးပေါ့နော်အဲဝလာအမြဲတမ်း ိုတနစ်တနစ်ကိုကိုကိုငြမ်းပြန်ဆန်းစစ်ဖြစ်တယ်ကိုကိုငြမ်းပြန်ကြည့်ဖြစ်တယ်ပေါ့နော်အဲ့လို့ဆိုအမတရားလေးနေနေတင်လိုက်တာပါဟိုဘယ်စကားလေးကနေဘူးလားဆပြီးတော့တိတာလဲပေါ့နော်အဲ့လိုမေးလိုက်တော့ပြိတ္တတရားနှင်းစီဆိုပြီးတော့အဲပြောကြတယ်ဆိုတော့ဘယ်လားစဉ်းစားကြအောင်နှင်းစီကားဟိုလားတော်တော်လေးအာတိွားစေတာပဲပေါ့နော်အရင်ကတော့နှမညာကြီးလုံးနေပေမဲ့ဒီလိုမျိုး free to air line ပေါ့နော် MT4 ကနေပြရဲစကားကြတိုင်းပြီလုံးအနေနဲ့ပေါ့နော်ပြိတ္တတွေအဲ့လိုတိွားပေါ့ဆိုတော့ ကျေးဇူးများတင်ပါတယ်အခုဗီဒီယိုကြည့်နေပရိသတ်တွေလည်းဝလာကိုအဲဘယ်ဇလန်တွေအနေ ာပြီးတည်ရလဲဇလန်ရဲလာတချင်းနေလာရွှေရှင်ကာကြီးကတည်ရလာကိုမလီကပန်းမချီးဆုံးမှမပေးပါအောင်လို့ဟုတ်အဲ့ဒီကာလီယာပေါ်တော့အခု line မှာတစ်ချက်ပြန်တက်နေတာပေါ်တော့ဒီနှင်းစီကားပေါ့အဲ့ကာလီပြန်တက်နေရောအဲ့တော့ကြီးလိုက်တော့လာအဲ့တော့ចောင်းသူလောက်ရတာဟိုအဲ့ချိန်မှာအသက်က20လောက်ဖြစ်နေပြီဟိုလာအသက်ကအဲ16နှစ်လောက်ပြန်သွားပြီးရိုက်ထားဆိုတော့လေကြီးကြီးတော့အမူအရရတော့အရန်ကလေးဆန်တာပေါ့နော်ကလေးဆန်နဲ့အမူအရဆိုတော့လူကောင်ကြီးပြင်မဲ့ဟိုចောင်းသူဇက်ရုပ်ကိုအဲ့တော့ရိုက်ခဲ့ရတာပေါ့ အဲ့တော့တော့ဟိုចောင်းသူကជីနေဝေဘန်နာလေးရှိပေမဲ့အဓိကတော့ကိုကြီးရှင်မွေလာနဲ့ဟိုပရိသတ်တွေကတည်ရောနောက်ပြီးဇက်ကောင်လေးကဇော်နဲ့မော်ဆိုခေါ်ရတာလဲလွယ်တယ်လို့အမွာကာရိုက်တာလေးဆိုထူးထူးကြကြလေးပေါ့နော်။ဘာဖြစ်အဲဟိုလာကိုကြီးရှင်မွေလာလေးကျေးဇူးတင်ပါတယ်။အဲ့အကရိုက်တော့ကိုရဟိုလာပေါ်မှာကိုညီမလေးတယောက်လိုမျိုးတကယ်ဆက်ဆံနေတော့နှစ်ယောက်လုံးကမောင်နှမဆေးရုပ်ရိုက်ရတာအရင်ဆင်ပြေနေတယ်။အဲ့ကားလေးရိုက်ပြီးတော့လဲ အလုပ်ရန်တူတူလုပ်ရတယ်ဟိုလားဆိုရင်မင်းသားမေးစရာမလိုဘူးသူလည်းမေးလိုက်ကိုရှင်မွေလာပဲအဲ့လိုအရန်အလုပ်လုပ်ခဲ့ရတယ်ဆိုတော့လေအခုပြန်ပြန်ပြီးကြည့်ကြည့်တော့ရအောင်အမှတ်တရတွေပါပဲလို့အကောတော့နှစ်ယောက်တယောက်တနေရာစီမှာကိုစီကိုစီပေါ့နော်အကိုကြီးလည်းတတ်သူစူးစမ်းပြီးတော့လုံနေပြီးဟိုလားလည်းကော့ကိုကိုရဲ့စူးစမ်းပြီးလုံနေတာဆိုတော့ငငယ်တော့လို့နုနုပြုံမှုလေးတော့မတွေ့တော့ဘူးပေါ့နော်နည်းနည်းလေးတော့အရွယ်လေးကြီးွားကြတာပေါ့လက်ရှိရကြတော့ဟိုလားရဲရစားဆိုရဲဒီရုပ်ရှင်ကာယူပေါ့နော် ပင်တရာမှာရိုက်ခဲ့ပါတယ်ပြီးတော့ပင်တရာနေကလောတို့ပါတော့ရှောက်လဲပါတယ်ပြီးတော့အခုရိုက်ပြီးလို့ရန်ကုန်ပြန်ရောက်တာမနေ့ကပြန်ရောက်တာဒီနေ့ကနေ plus ပွဲလေးကိုတက်တာပေါ့နော်ပြီးတော့လာကအခုအမ်ဒီရုပ်ရှင်ကားတွေကရိုက်ဖို့ရှိတယ်ခုနလပိုင်းနဲ့မှာပြီးရင်အမ်မဟာနဲ့အစီအရေးတစ်ခုထပ်ပြီးတော့ဝင်မအောင်မယ်ရှိမှလည်းညိုးဇလန်တွေရိုက်ပြီးွားရောဒါဒုတိယမြောက်တကားထည့်ရိုက်ဖို့ရှိပါတယ်ဆိုတော့ဇလန်တွေဒီနှစ်ထဲမှာနှစ်ကားတော့နှစ်စီးရီးတော့ဖြစ်သွားပါတယ်ဟုတ် အဲဒါမဲ့လေရိုက်မှာပါ။တချင်းလေးတွေကတော့ဟိုလာဟိုအပီရဲ့သူရှိတယ်လို့အဲတချင်းမစုံနဲ့မင်းသမီးပဲလုံးဆိုပြီးတော့မှဟိုလာတချင်းဆိုတော့လုံးဝမကြိုက်တဲ့ပြိသက်လည်းတည်တန်းရှိပါတယ်။ဒါမဲ့ဟိုဝေလာကတော့ဇလန်းတွေလာတဲ့ချိန် on air တက်တဲ့ချိန်ပြီးရင်ပြိသက်နဲ့ဝေဝါတလို့ခံစားရတယ်။အဲ့တော့တချင်းလေးနဲ့ပြိသက်ကိုပြန်ပြီးတော့ပြိသက်နဲ့နီးဆက်အောင်လုပ်တဲ့သဘောပေါ့နော်။ထပ်ပြီးတော့ထုတ်ဖို့ရှိပါတယ်။ပြိသက်တွေပြောတဲ့အကြံဉာဏ်တောင်းတာလေးလည်းဟိုလာနားထောင်ပါတယ်။သူက ြန်မဆူစေးချင်ဘောနော်အတလေးလုံးစေးချင်နေဆိုတော့အုံကျုံကိုပိုင်အုံကျုံအဲ့လိုမျိုးအတကလေးလည်းလုပ်ဖို့ရှိပါတယ်ဟုတ်ကျေးဇူးများအိတ်တမာတယ်တချို့လည်းဇွန်နဲ့မော်ဘောเนาะတချို့ကကြတော့လည်းရင်နတာခင်ခင်အမ်ပြင်တချို့ကကြတော့လည်းဒီကျင်ဖော်မမန်းမေဘောเนาะ လောက်မိရယ်ဆောက်လာရန်ပြောတယ်လို့လောက်တည်ရယ်မမိရယ်ဆိုလာရန်စိတ်ထဲမှာပြောရယ်ပေါ့နော်ဆိုတော့ဒီကိုကျေးဇူးအများကြီးတင်ပါတယ်အများကြီးလည်းတစ်ခါပို့ပြီးတော့အပေးရဂျိုးနာအောင်ကျူးစားပါအောင်မယ်ဝိတ်တီလည်းချနေပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်